အားလုံးပဲမင်္ဂလာပါခင်ဗျာကဲဒီနေ့ကျွန်တော်သွားမယ့်နေရာကတော့ဘူတထောင်ကြိုက်တီးရဲ့ဇီးဒီပေါ့နော်ဖျားသွားကြမယ်ဒီနေ့ဘာလို့ဆိုတော့တရင်နဲ့ကြွလာပြီဆိုတော့မိုးလေလဲကင်းစားရေအရင်တော့ရာသီဥတုကမကောင်းတော့အိမ်ထဲမှာဟင်းတွေချက်ပြီးတော့တည်နေရတော့နော်အခုဒါနဲ့မိုးလေကင်းစင်သွားတော့ဖျားကိုလာတာပေါ့နော်ဘူတထောင်ဖျားကိုလာတာပါကျွန်တော်လည်းဒီလိုက်ပါကြည့်ရှုပြီးတော့ဖျားဖူးကြပါအောင်နော် ခုဒီနေရာတော့ဘုဆောင်ဗျာရဲ့စံတော်ရဲနေရာဖြစ်ပါတယ်ကျွန်တော်ဘုမြတ်လည်းကောင်းမှာနော်အဲ့တော့ကိုကြောင်ဘုရားမှာရှိတဲ့ဌာပနာနဲ့ရွှေစင်းတို့ငွေစင်းတို့တွေပါ။ရှင်းအောင်ပြစီရပါတော့ဒါတွေကတော့ ကိုတော်မနာကတော့ဌာပနာတိုက်တွေကိုဖွင့်ပြထားတဲ့ဒီတော့ဖရားပေါ့နော်အခုဒီစိန်ကူးတော်ကတော့1948ခုနှစ်မှာတင်လူခဲ့တဲ့ရခင်ထီတော်အနေပြီးတော့တလင်းကြောင်းနဲ့ပြုလုပ်ထားတဲ့စိန်ကူးတော်ဖြစ်ပါတယ်အခုတော့စိန်ကူးတော်အတွက်ကိုပြန်လည်ပြီးတော့တင်လူထားပါတယ်ခင်ဗျာ အခုမြင်တွေ့ရတာတော့ငွေပေါ်ပြီပဲငွေစင်းလို့တော့ငွေကောင်းတော့မယ်ငွေမောင်းနေဖြစ်ပါတယ်ဒါကတော့ငွေနဲ့အကုန်ပြုလုပ်ထားတဲ့အားကြီးဖြစ်ပါတယ်ခင်ဗျာအခုတော့ငွေသားစစ်စစ်နဲ့ပြုလုပ်ထားတာတွေပါအခုတွေ့နေရတဲ့မာဘောဒီပုံစံပြစီအောင်ပြရတော့တော်တော်တတ်ပြပါရဲ့လေးရတယ်မြောက်ကြရအောင်ငွေကြီးလေးရတယ်ပုံစံအမြင် ကျွန်တော်တို့မော်လမြိုင်ကစာအုပ်တွင်ဝန်တော်ပြရတဲ့ခါကြီးမော်လမြိုင်တဲ့ကအားခါကြီးစာအုပ်တွင်လူသန်းထားတဲ့ဝေဒပစ္စည်းတွေပါဟုတ်ဒီမှာပြသတာကတော့နတ်တပြူဆင်းလူတော်လေးနဲ့ဆင်းလူဆင်းလူတော်ရုပ်ထုတွေပါ။မတွေ့ရတဲ့နတ်တော်ဆင်းဆင်းလူတော်ဆိုရွေးချင်နတ်တပြူအကြီးကြီးပါနော်။အဲဒီတော့ဒီကဒီပင်လောက်ပုံလိုက်တင်တာပါ။အပေါ်ကငကားမိုးထတာလေးနေ။ဒီမှာဆိုတာငကားကိုယ်ပါပါနော်။ ီဘက်ကဆင်းလူပေါ်တွေကတော့ကြောက်နေဆင်းလူပေါ်တွေပေါ့နော်ဆင်ကျင်ကြောက်တွေပါတယ်ကြောက်ဆင်းမရပါတယ်ဒါတော့ကြောက်နေတို့ထားဆင်းလူပေါ်တွေပေါ့နော်ဟုတ်ဒီရတော့ဘုဒ္ဓဆောင်ကြိုက်တရားစီရီရဲ့နမူနာပုံစံပေါ့နော်။ဘုရားစီရီတော်အသေးလေးပေါ့။ရွှေစင်းလေးတော့ဒီမှာတော့ လူထားတဲ့ဘဝကနေပြီးတော့လူထားတယ်ပေါ့ရှေးခေတ်ကလူတွေလူထားတယ်ရွှေပြားတွေငွေပြားတွေပေါ့နော်ဒါဆိုတော့ပမာလူမျိုးတွေရဲ့ကုသိုလ်ရောစိတ်ကိုသိရတာပေါ့နော်ဘလူတန်းကိုအရရရောကြရဲ့နော်ဘုရားတော့ကဝင်းကျုပ်စီကြီးတော်ဖြစ်ပါလေခင်ဗျာဘုဘဝမြေတွေ့တဲ့ရုပ်ပါတော့ကဝင်းကထုတ်လို့တာလေကဝင်းရုပ်ထုပေါ့နော်အောက်မှာတော့ကျွေပြအောက်မှာတော့ငွေတကားရတွေကိုခင်ပြတာလေဒါရှိအောင်ငွေတင်းကားတွေပေါ့နော်တော်အများကြီးပဲနေတာမဟုတ်ဘူးဒါဆိုရတာမျိုးရှိတယ် ဒီနေရာမှာတော့အုတ်ခွက်ပြားတွေကိုပြတ်တတ်ထားပါတယ်ခင်ဗျာအခုမှရှိတာတော့အုတ်ခွက်ပြားတွေဒီဘက်မှာရှိတာတော့မွေးစာလာတွေဖြစ်ပါတယ်ပေစာတွေပေါ့နော်ဒါရရှိအောင်ပေစာတွေပါသူကတော့မွန်ပါလာနဲ့ရေးထိုးထားတာလည်းဖြစ်ပါတယ်ခင်ဗျာဟိုဒီနေရာကြီးကတော့ ရားချက်ကိုရနေရာလေးပေါ့နော်ကုသိုလ်ပြုလို့ရပါတယ်ဒီနိုင်ငံကြီးဆိုရင်ကြည်လည်လို့ရှင်မတိလို့ရှင်နန်းတော်ရာလေးရောက်နေတယ်လို့ပေါ့နော်ရွှေဘိန်းကြီးခြားလာပြီးတော့မန်နီကတ်တာကိုတွေ့ရပါတယ်ခင်ဗျာဒီနေရာမှာ ACDP ရချက်ကိုလို့ရပါတယ်အခုဒီတွေ့ရှိရတဲ့ငွေပြားတွေအဒုတိယကောဆယ်ရင်းမှာဌာပနာပြည့်အတွက်မှာတွေ့ရှိရတဲ့ငွေစင်းတို့တွေဖြစ်ပါတယ်ခင်ဗျာဒါတော့အလုပ်ရှင်တွေလူသားတွေလုပ်ဝေးရတာပေါ့ကျွန်တော်အခုဆိုရင် Brown City ရဲ့ ရင်းမြေပေါ်ရောက်လာပါပြီ။ရင်းမြေပေါ်မှာဆိုရင်ကျွန်တော်ဒီဘက်ကိုပတ်ပြီးတော့ကြီးမယ်။ဒီနေ့ကတော့လူတွေလာတယ်ပေါ့နော်။တရင်းကျွတ်ပြီဆိုတော့လူများကြတယ်။လူများတဲ့အတွက်ကျွန်တော်တို့ဒီမှာရှောက်ပြီးတော့ကြီးကြမှာပေါ့နော်။မိုးကလည်းရာသီဥတုပြင်းစင်နေတော့တော်တော်လေးကောင်းပါတယ်နော်။ကျွန်တော်တို့တိုက်ခတ်ကြပါအောင်။ဒီမှာကျွန်တော် အဖာနေအောင်ငါးစာလေးကြွေးပါမယ်။ငါးစာရမြားနေဒီဘက်ချမ်းမှာဟိုဘက်သွားကြည့်မဟိုဘက်အသိမရှိဘူးနော်။ငါးလေးညာကြီးပဲနော်တက်လိုက်နော်။ဒီလေးလို့ထားတာကောင်းတယ်မဟုတ်ဘူး။ ဒါလေးတွေလိုပါလေးပြင်ပြီးတော့ဆူတောင်းတာပေါ့နော်ဒါလေးကကျွန်တော်ဘောလည်းကြီးစင်မှာလည်းတွေ့ခဲ့ရပါတော့ဟိုမှာအဲ့တော့ဘုဒ္ဓံတော်ဘေးကသူကဆူတောင်းတဲ့နေရာလေးပါဟာရောဟန်ဝင်ဒါကနေ့ဆိုရဲမတော်အကျွေးစီမသုံးတော့ဘူးနော်ဒါဆိုတော့ fiber ပြားလေးပဲသုံးတော့ဒါလေးနဲ့အာဟိုဝင်ဘုရားတော်စီတော်ရဲ့တမိုင်းကိုပြောရမယ်ဆိုရင်တော့ ရွှေတကုံစီတို့ရဲ့အရှိတောင်ပံမှာတည်ရှိပါတယ်ခင်ဗျာဆန်တော်ဦးစီဖြစ်ပါတယ်မူလတဲကတော့ဥက္ကလာပါမင်းကြီးတဲ့မှာတဖုတ်သားနဲ့ပလီကာကုံတယ်ကြီးနောက်ကနေပြီးတော့ခြိုက်ပါစီတို့ဦးအမိတမုတ်ပြီးတော့တည်ထားဖို့ပဲပါတယ်ခင်ဗျာတထုံပြည့်ရှင်တိရိဓမ္မတော်ကတိတ္တသမယာစာမင်းကြီးလက်ထက်မှာပထမအခြေတိရဒီပမင်းကြီးလက်ထက်မှာဒုတိယအခြေပြုပြင်မှုမှန်ခဲ့ပါတယ်။တိရဒီပမင်းကြီးလက်ထက်မှာဆိုရင်ခြိုက်တိရဆန္ဒဦးစီရီမီကိုအမိသမုတ်ခဲ့ပါတယ်ခင်ဗျာ။ ကျွန်တော်ရောက်ရှိနေနေရတော့ဘူတော်ဘိုးကြီးတန်တာပါဒီကနိုင်ကြောင့်အတကြီးပြန်လဲတိဆောက်တော့မှာเนาะရောက်ကောင်းတဲ့အကောင်းနေရောပါရောဘွဲတွေဒီမှာအကုန်ထိုးပြီးတော့ဆူတော့ညပါတယ်အကုန် ခုဒီဗုဒ္ဓရုပ်ဘွားတော်ကြီးကတော့လူရှင်မင်းသားကြီးဦးကျော်ဟင်းလူပါတယ်အကြီးတတိခြေတုံးဘုရားကြီးဖြစ်ပါတယ်အခုမြင်တွေ့နေတဲ့နေရာကတော့ဗုဒ္ဓခြေတော်ရာပြလိုက်ဖြစ်ပါတယ်အထက်မှာဆိုလို့ရှိရင်တော့ဗုဒ္ဓခြေတော်ရာအမျိုးမျိုးကိုပြသထားပါတယ်ခင်ဗျာ

ခုကျွန်တော်ရောက်ရှိနေနေရတာကတော့အမတော်မြန်နန်းတို့ရဲ့ချောင်းဆောင်ဖြစ်ပါတယ်အမတော်မြန်နန်းတို့မှာဆိုရင်ဒါရောက်အထိတ်တန်တွေအောင်မြင်လို့ပွဲလာထူတဲ့လူတွေကိုတွေ့ရှိရပါတယ်ဒိုင်းလူမျိုးအများပြားလည်းယုံကြည်ကိုးကွယ်ကြပြီးတော့ဒါရောက်ထိတ်တန်ကြပါတယ်ခင်ဗျာအခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ဘုဒ္ဓတော်ဘုရားရဲ့ဝင်ပေါက်အနီးမှာရှိတဲ့နိဗ္ဗာန်ကုန်ဇေယျကြီးဖြစ်ပါတယ်။အဲဒီမှာဆိုလို့ရှိရင်ရုပ်ထုတွေမျိုးစုံနိဗ္ဗာန်ကုန်ပစ္စည်းတွေမျိုးစုံကိုရောက်ချနေတာကိုတွေ့ရှိရပါတယ်ခင်ဗျာ။

ုဒါကတော့ဗုဒ္ဓဘာသာရဲ့ညနေခင်းအစားလေးပေါ့နော်ဟိုကကူးမဲ့တွေ့တယ်အများကြီးပဲဆက်လေးနေပူကြဟိုကောင်ကိုပြန်ရတာအလုပ်သိန်းလို့ကျွန်တော်ဘူရောင်ဈေးတန်းကိုပတ်ကြည့်လိုက်ပါဘောနော်ကနာဈေးတန်းပေါ့ ဟိုကရာသီဥကလည်းမိုးရဲအောင်လာပြီဆိုတော့ကျွန်တော်ပြန်တော့ပါမယ်။ဘူတော်ကဏ္ဍကလည်းဒီနေ့တော့တိတ်တော့မစီဘူးပြ။ဘာလို့လဲဆိုတော့ရေကြုံမှာပွဲချင်းဖြစ်နေတော့ဒီမှာဆိုင်တွေပဲရှိသေးတယ်။ဘူတော့တိတ်မလာဘူးပေါ့နော်။ကြည့်ကျွန်တော်အခုဆိုရင်ပြန်လိုက်ပါအောင်မယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးလည်းအသိပေးမယ်ဆိုရင်လိုဝေးပါပါခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။